ီနေ့ညမှာအာဆင်နယ်တို့ဘယ်လိုပွဲထွက်လာမလဲမနက်ခင်းစောပိုင်းမှာကန်သွားခဲ့တဲ့ချန်ပီယံလိဂ်ကွာတာဖိုင်နယ်ပွဲစဉ်တွဲဆိုင်နှစ်ခုကတော့ပြတ်သားတဲ့ပထမအကြော့ရလက်တီကြောင့် PSG ကိုဘာစီလိုနာကိုစီးဖိုင်နယ်ကိုတက်ရောက်သွားပါပြီ အာဆီနယ်တို့ကတော့ရီယယ်မက်ဒစ်ကို၃ဂိုးပြတ်နဲ့ပထမအကြော့ပြတ်သားတဲ့ရလဒ်တစ်ခုနိုင်ထားပြီးတော့ဒီနေ့ညမှာကန်ရမယ်အဲ့တော့အာဆီနယ်နဲ့ရီယယ်မက်ဒစ်နဲ့ဂျာလန်မှာလူစင်းစုဖွဲ့မှုဒီညဘသူတွေပွတ်ထွက်လာမလဲဆိုတာကိုမပြောခင်မှာမနက်ခင်းစောပိုင်းကကန်သွားခဲ့တဲ့ဒီအက်စတွန်ဗီလာနဲ့တစ်ဖက်က PSG ဘာစီလိုနာနဲ့ဒေါ်မွန်အဲ့ဒီပွဲစဉ်တွေကြောင့်အရင်ပြောလိုက်အောင်အက်စတွန်ဗီလာတော်တော်လေးတမျိုးကိုကောင်းတာပါပထမအကြော့မှာတော့ပြင်သစ်မြေမှာ၃-၉နဲ့ရှုံးထားခဲ့တာဖြစ်တဲ့အတွက်ဒုတိယအကြော့အင်္ဂလန်မြေမှာတအားမလုံးပြနိုင်ဘူးထင်တာ ရတဲ့ chance တွေကိုသာသွင်းနိုင်ခဲ့ရင် Aston Villa သည်အခုချိန် CF Final ရောက်နေပြီ။ Unai Emery ရဲ့အသင်းကအဲ့တခုတော့ရှိတယ်။ Unai Emery ကင်ရတဲ့အသင်းတွေကတပွဲတိုးတွေမှာတော်တော်လေးကောင်းတာ။အခုသူတို့အဆအဆရပြင်ဆင်ထားတဲ့ PSG အသင်းကိုအကောင်းဆုံးထိန်းချုပ်ပြီးတော့ခံပတ်ပြန်လာဖို့ကြိုးစားခဲ့တာ။ဒါပေမဲ့ပွဲစအစောပိုင်းပေးခဲ့ရတဲ့ဂိုးကပဲစကားပြောသွားရပြောရမယ်။အဲ့ဒီဂိုးမှာဆိုရင် Martinez ရဲ့ဖြတ်ထုတ်မှုက မတည်တတ်တာနေဂိုးစာပေးလိုက်ရတယ်။ဒါကို 17မိနစ်မှာပဲဟာကီမီကတွန်းသွားခဲ့တယ်။28မိနစ်မှာတော့နူနိုမန်ဒက်စ်ကတကူးတွန်းသွားခဲ့တယ်။ဒမ်ဘီလီရဲ့ဖန်တီးမှုကနေပြီးတော့အဲ့လိုဖြစ်သွားတဲ့အချိန်မှာပထမကြော့မှာတော့3ဂိုးတကူးနဲ့ရှုံးနာခဲ့တာဖြစ်တဲ့အတွက်တကူး9ခုဆိုရဲရလက်ကပြတ်သားသွားပြီ။ဒါပေမဲ့34မိနစ်မှာထိုင်လီမန်ရဲ့ကန်ချက်နောက်တနေ့ထိပ်ပြီး deflection ဖြစ်ပြီးဝင်သွားတဲ့ဂိုးမှာတော့ဘီလာတကွင်းလုံးကစိတ်သက်ပြင်းပြီးတက်ကြွလာတယ်။ဒီအနေထားက ခံပတ်ပြန်လာဖို့အတွက်လုံလောက်တဲ့မိနစ်ရှိရလို့သူတို့ခံစားရတဲ့အတွက်အကောင်းဆုံးကြိုးစားတယ်။အဲ့ဒီမှာ56မိနစ်မှာမတ်ကင်ရဲ့ကန်သွားတဲ့အဝေးကန်ချက်ကြီးလှလိုက်တာဗျာကိုသမားဒေါ်နာရူမှာဘာမှမလုပ်နိုင်ဘူးဒီနေပွဲစဉ်မှာ PSG အသင်းကိုစီးပိုင်းနဲ့တက်ဖို့အတွက်အကောင်းဆုံးကြိုးစားတဲ့ကိုသမားတဦးအကောင်းဆုံးထမ်းတင်ပေးခဲ့တဲ့ကိုသမားတူတော်ဘာမှမလုပ်နိုင်ခဲ့တဲ့ကို PSG အသင်းနောက်ဆင့်တက်တာကအဲ့ဒီကိုသမားကိုအများကြီးလက်ခုပ်တီးပေးရမှာဒေါ်နာရူမှာတော်တော်လေးကိုကောင်းတာပါ နောက်ပြီးတော့58မိနစ်မှာတော့ Raffo ရဲ့ဖန်တီးမှုကနေပြီးတော့ခွန်စာသွင်းသွားခဲ့တယ်။ဒီမှာကျွန်တော်တို့က twin goal တွေကြောင့်ပဲပြောလို့မရဘူး။ရွေးချယ်မှုကလည်းအများကြီးပဲ။ Aston Villa အနေနဲ့16ကြိမ်ဂိုးပေါက်ကန်သွင်းတယ်။ဂိုးပေါက်တက်မှု6ကြိမ်ရှိတယ်။အဲ့ဒီမှာ3လုံးရတယ်ပြောလို့ရတယ်။ Big Chan Create 6ကြိမ်ကြီးလုံးနိုင်ခဲ့တယ်။တစ်ဖက်က PSG လည်းအခွင့်အရေး14ကြိမ်ကြီးကန်သွင်းမှုရတယ်။ဒါပေမဲ့သူတို့ကတော့9ကြိမ်ပဲဂိုးပေါက်တက်တယ်။ Chance Create ကတော့3ကြိမ်လုံးနိုင်ခဲ့တယ်။ ကျောင်းကံဘွားတော့နှစ်သိန်းလုံးတစ်ဖက်ကို၅ကြိမ်စီဒီမှာလွဲချောက်မှုလေးကျွန်တော်ပြောလိုက်အောင်23သုံးမိနစ်မှာမော်ဂန်ရိုဂျာရဲ့အေရီယာတဲကနေပြီးတော့အဝေးတိုင်တောင်းမြေလိမ်မော့ပတ်ဆွဲပြီးကန်တဲ့လုံးဘီးနားနေကပ်ပြီးထွက်သွားခဲ့တာတော်တော်လေးကိုကောင်းတယ်52မိနစ်မှာမာကာရဖို့ထက်ရှင်ပိတ်တဲ့ဥစားကဂိုးသမားနဲ့ထိပြီးတော့ပြန်ထွက်သွားခဲ့တယ်အရန်ကြီးအဝေးထွက်သွားတာမဟုတ်ဘူးမင်းနဲ့မာကာရဖို့လည်းဟန်ချက်ပြတ်သွားခဲ့တယ်56မိနစ်မှာတော့ရဖိုးရဲ့ကန်ချက်ကိုဒေါနာရူမာလေတွေကနေပြီးတော့ခုံပြီးပုတ်သွားခဲ့တာတော်တော်လေးကိုကောင်းတာပါ မီလူမီကင်လေးနဲ့ပုတ်သွားအောင်နော်ဒီဘက်ကျရင်ကြိုးကြပြီးဝင်သွားနိုင်တဲ့ဂိုးမျိုး56မိနစ်မှာတော့ထိုင်လီမန်ရဲ့ခေါင်းတိုက်ချက်အနီးကတိုက်တာဗျဒါပေမဲ့အဲ့ဒါကိုလည်းမယုံနိုင်ပွေရပဲဒိုနာရူမှစေသွားခဲ့တယ်ကောင်းကောင်းလေးပုတ်သွားခဲ့ပေါ့လေ66မိနစ်မှာတော့အဆန်စီကိုတမျိုးဖို့ခေါင်းလိုက်တာဗျကျွန်တော်ထင်တာတော့အဲ့ဒီဘောလုံးကိုတော့ရှောက်အဆန်စီကိုဆွဲသွားတဲ့ဟူကညာချောင်းကိုဆွဲထုတ်ပြီးဂိုးသမားကိုဖိတ်လိုက်ပြီးထင်တာဆရာသမားတန်းကန်တယ်အမေကသူပေါင်ကြားတွေကထဲဖို့ကြိုးစားတာထိကျက်မှပြီးဒိုနာရူမှခြေထောက်နဲ့ထိပြီးတော့ဘောလုံးက ပြန်ပြီးတော့ထွက်သွားခဲ့ပေါ့လေအဲ့တော့ဒီနေ့ပွဲစဉ်မှာဆိုရင်အဲ့ဒီ chance ၅ချိန်ကတော်တော်လေးသမျောဖို့ကောင်းတာကျွန်တော်ကြည့်နေကြည့်နေနေဟာလို့ Unai Emery အသင်းတော်မှာစီမီတက်သွားနိုင်တယ်ဆိုတဲ့ feeling မျိုးရတဲ့အထိပဲဒီနေ့ပွဲစဉ်မှာကျွန်တော်ဘာကြောင့်ဒီပွဲနဲ့ပတ်သက်ဒုက္ခပြောလဲသိလားအာဆီနယ်သာစီးဖိုင်နဲ့တက်ခဲ့လို့ရှိရင် PSG အသင်းရဲ့ပျော့ကွက်တွေကိုဒီပွဲစဉ်မှာအများကြီးပြန်ကြည့်လို့ရတယ် PSG လုံးဝပြဲလန်းတဲ့ခန့်စစ်ကြီးရဘီလာလည်းအရင်ကောင်းလားဆိုတော့ဘီလာလည်းပြန်ပြီးပေးရတဲ့ခန့်စစ်ပြဲနေတဲ့ဟာတွေရှိရဲ့ ဒါပေမဲ့သူတို့ပြန်ပေးရတဲ့အနေအထားတွေကနောက်ပိုင်းမှာတော့မာဒီနက်ကောင်းကောင်းလေးပြန်ပြီးစေလာနိုင်ခဲ့တယ်။တခါကြကြလို့ရှိရင်လည်းမာဒီနက်ကအရန်ကောင်းတဲ့ဂိုးသမားလို့ပြောဖို့တခါကြကျွန်တော်တို့စဉ်းစားရတယ်။တချို့အချိန်တွေမှာသူ့ရဲ့အမှားတွေကလည်းအသင်းကိုနောက်ပြန်ပြန်ဆုတ်သွားစေတာ။ပထမဆုံးအစောပိုင်း7မိနစ်မှာတွင်းသွားတဲ့ဂိုးကမပီးခဲ့ရင်ဘီလာကဒီပွဲစဉ်မှာဘာမှဆုတ်ပြစ်သွားနိုင်တယ်။အခုတော့တမျိုးဖို့ကောင်းတယ်ဗျာ။ကဲနောက်တစ်ပွဲကတော့ဒါဒေါ်မွန်နဲ့ဘာစီလိုနာပထမကြုံမှာ၄ဂိုးပြတ်နိုင်ထားခဲ့တဲ့ဘာစီလိုနာတို့ကတော့ဒေါ်မွန်တို့ရဲ့ အိမ်ခွေးမှာ honeymoon ထွက်တဲ့ပုံစံမျိုးနဲ့လာပေါ့လေအရင်ကြီးလဲအားဆိုင်ပြီးကစားလို့မတွေ့ရပါဘူးရတဲ့ chance လောက်ပဲကိုးသိမယ်ကျွန်တော်အေးစေးပဲပေါ့ပါပဲဆိုပုံစံမျိုးနဲ့ဒါပေမဲ့တကယ်တကယ်စူးစမ်းအထုံးမှုအပြည့်နဲ့ဒီပွဲကိုတကယ်ခေတ်တကိန်းလှုပ်ချင်တာကဒေါ်မွန်တော်တော်လေးကိုကောင်းတာဗျာသူတို့ကန်သွင်းမှု16ကြိမ်အောင်နော်ဂိုးပေါက်တက်မှု17ကြိမ်တိရှိထားတယ်အဲ့မှာ big chance create ငါးကြိမ်ရှိထားတယ်တစ်ဖက်ကဘာစီလိုနာကကန်ချက်ခုနှစ်ကြိမ်ပဲရတယ်ဂိုးပေါက်တက်မှုနှစ်ကြိမ်ပဲရှိတယ် ဲ့ဒါမှဘာစီလိုနာကတကိုးရသွားခဲ့တယ်ဒေါ်မွန်ကတော့၃ကိုးရတယ်ဒါပေမဲ့ပထမအကြော့၄ကိုးဆိုတဲ့အနေအထားကြီးကတော့ဘလို့မှကမ်းပတ်ပြန်လာဖို့လုံလောက်တဲ့အနေအထားမဟုတ်ဘူးပေါ့လေအဲ့ဒီပွဲစဉ်မှာဆိုလို့ရှိရင်တော့မနစ်ကနွေရာသီတုန်းကအသင်းတွေတော်များဝိုင်းတူးနေခဲ့တဲ့ဂူရီယာဆေးလာအဲ့ကစားသမားကြီးကတော့ hat trick သွင်းသွားခဲ့တယ်တကယ်ကိုကောင်းပါတယ်ပနတီကန်တဲ့ခါမှလည်းလုံးဝဆီယာကြက်ကြက်တီးငင်ငင်ကန်သွားတယ်တစ်ဖက်ကဘာစီလိုနာရာသွားခဲ့တဲ့ဂိုးမှဆိုရင်တော့မှဒါအုံဂိုးအနေနဲ့ပြန်ပြီးရသွားခဲ့တာအဲ့ဆိုကျွန်တော်အနေနဲ့ စီးဖိုင်နယ်ကိုတက်သွားတဲ့နှစ်သင်းကိုကြည့်လိုက်မယ်ဆိုရင်တော့ပထမကြော့အင်စာကောင်းကောင်းလှုပ်ထားခဲ့တာတွေ့ရတယ်။အဲဒါဆိုအာဆင်နယ်အသင်းကလည်းပထမကြော့အမရိတ်မှာအင်စာကောင်းကောင်းလှုပ်ထားခဲ့တာဖြစ်တဲ့အတွက်အခုရီယယ်မရစ်ကအမိုးပိတ်ုံမကလို့ပေးသက်တီတမ်းမြိုင်အော်ဆိုရာဖြစ်မိဘန်းနေနဲ့အသင်းဘတ်စကာကိုဖောက်ပြီးကြိုးစူတာပဲဖြစ်ဖြစ်ပေးသက်အသက်ရဲ့ဘလောက်ကနေပဲဝင်ကြည့်ပြီးအားပေးရမယ်ဆိုတာမျိုးပဲလှုပ်ထားပါစေ။အာဆင်နယ်တို့အကောင်းဆုံးဒီစီးဖိုင်နယ်ကိုတက်လာနိုင်မယ်လို့ကျွန်တော်ကတော့အပြည့်အဝယုံကြည်ထားပါဘောလေ။အဲဒါဒီနေ့ညပွဲစီမှာဘယ်သူတွေပွဲထွက်မလဲ။ကဲပြောလိုက်ရအောင်။ ာဆင်နယ်အကောင်ဆုံးလူစင်းနိုင်မဲ့ပိုးထွက်လာမယ်ဆိုတာသိတယ်။ဒါပေမဲ့အဲ့အကောင်ဆုံးလူစင်းတွေကကြန့်ဟင်ကိုပြေဝရဲ့လားအာတီတာရောဂိမ်းပလန်ဘယ်လိုလုပ်သွားမလဲ။တေချာတခုတော့ဒီနေ့ပွဲစဉ်မှာအာဆင်နယ်ဒီ defensive shape ကိုပုံပြီးကြီးကြီးလေးလေးကစားမှာအသေးအံဂိုးတွေလိုအပ်နေပြီးမိနစ်တိုင်းအတွက်အရန်ကိုမှအသက်တမျှအရေးကြီးနေ Real Madrid ကတော့ဖွင့်တိုက်ရမှာ။အဲ့ဆိုတော့ဘောလုံးတော့ကမှစိုးစကားရှိတယ်။အာဆင်နယ်ကိုအာဆင်နယ်လိုသွားမစော့နဲ့။ ဲ့ဒါအမှန်ဆုံးပဲအာဆင်နယ်ကိုအာဆင်နယ်လိုသွားဆော့ပြီးဖွင့်တိုက်လို့ရှိရင်တော့တိုင်ပတ်သွားမှာဒါပေမဲ့ရီယယ်မက်ဒရစ်အနေထားကလည်းစုပ်စရာကမ်းမရှိတော့သူတို့ဖွင့်ပြီးတိုက်ရတော့မှာအဲ့တော့ဂိုးသမားနေရာမှာတော့ဒေးဗစ်ရိုင်ယာပဲပို့ထွက်လာမယ်ခန်စစ်၄ယောက်တန်းမှာဆိုရင်တော့လူးဝစ်ကယ်လီပဲကျန်တဲ့ကစားမထည့်သုံးမဲ့မထင်ဘူးကာလာဖီယိုရီလည်းပါသွားရေးရောင်မတွေ့ရသလိုနောက်ပြီးတော့ဇင်ချန်ကိုလည်းသုံးလာမယ်လို့ကျွန်တော်မထင်ဘူးပေါ့လေနောက်ပြီးခီဘီယောနဲ့ဆာလီဘာအထိုင်ဦးမဲ့ပြင်ပြီးသုံးလာမယ်ညာဘက်ချမ်းမှာတော့ဘန်ဝိုက်ပါသွားတယ်ဆိုရင်လည်းဂျူလီယန်တန်မှာပဲပြင်ပြီးပွဲထွက်လာမယ်ထင်တယ် ွင်းလက်တော့မှာဆိုရင်တော့ဒီကရရိုက်နဲ့မာတင်အိုရီကပေါ်ထွက်လာမယ်တောမတ်ပါတီကလည်းအင်ဂျူရီမရဘဲနဲ့အသင်းရဲ့ထရီနီမှာစတောင်းဖြစ်ဖြစ်နဲ့ပြန်ပြီးလေ့ကျင့်ကအပြည့်ဝဆင်းနေတဲ့ကြံ့ခိုင်မှုအပြည့်ရှိတာဖြစ်တဲ့အတွက်ဒီပွဲစီမှာပြန်ပြီးပွဲထွက်လာမှဆိုတဲ့သတင်းကြီးကြားတယ်။တိုက်စစ်တော့မှာဆိုရင်တော့ဘယ်ချမ်းမှာမာတီနယ်လီသုံးလာမထင်နဲ့။ဘရိုမာတီနယ်လီကိုဘောက်ကိုကန်သွင်းလို့ဝင်းနာမွေးနာတပိုင်းထားလိုက်။ဒါပေမဲ့အဲ့ဒီမြန်နှုံးမြင့်ကစားသမားပါရင်တဖက်ကဖူးဘက်ကစားသမားဒီအချိန်တိုင်းနောက်ဆန်တင်းနေတာ။အရန်မြန်တဲ့တိုက်စစ်တောင်းမှာကစားသမားတို့ကိုထိမ့်ဖို့အတွက် ိုဘာလုတ်တွေသိမ့်မလိုက်ရတော့အဲ့ဒါမာတီနယ်လီပါလာနဲ့ထရော့ဆက်ပါလာတဲ့ကွာခြားချက်ပဲထရော့ဆက်ဒီဂိုးရီနဲ့မစိမ့်ဘူးဆိုပေမဲ့မာတီနယ်လီကအသင်းအတွက်အရန်ကိုအင်ပက်မြင့်မှာပြီးသူ့ရဲ့ရွေးရှားမှုတွေကအသင်းအတွက်စပီဒီရတယ်အဲ့ကြောင့်မာတီနယ်လီဘယ်ကြမှာပါလာမယ်ညာကြမှာတော့ဘူကောင်ဆာကအထောက်မှာတော့မီခင်းမိန်တို့အဲ့ဆိုတော့ကျွန်တော်တို့ဘရန်ဖို့နဲ့ပွဲစဉ်မှာဘယ်သူတွေကိုအနားပေးခဲ့လဲကျွန်တော်တေချာပြန်ကြည့်တဲ့အခါမှာတော့မိနစ်30မိနစ်20လောက်ပဲဝင်ပြီးစောခဲ့ရတဲ့ကစားသမား9ဦးရှိတယ်။အဲ့ဒါဒီနေ့ပွဲစဉ်မှာပါလာဖို့ရှိတဲ့ Louis Kelly, မာတီအိုရီဂန်ဘူကောက်ဆာကဂျူရီယန်ထစ်မာနဲ့မီခေးမိန်တို့အဲ့ဒီကစားသမားတွေဒီမိနစ်30လောက်နှီးပါပဲဝင်ဆော့ခဲ့ရတယ်အထူးသဖြင့်မိနစ်60စာလောက်အနားပီးခဲ့ပြောလို့ရတယ်ပေါ်တဝဲမှာ10မိနစ်မိနစ်30မိနစ်60ဆိုတာအရင်စကားပြောတယ်တပွဲလုံးအနားပီးလိုက်ပူကောင်းတာဗောလေဒါပေမဲ့ပရီးမီးယားလိမှာလည်းချန်ပီယံလိဝင်ကျင်းသေးဖို့အတွက်နည်းနည်းလေးကန်ခဲ့ရတဲ့အနေထားရှိရဲအေဗာဒန်နဲ့ပွဲစဉ်တွေဘရန်ဖို့နဲ့ပွဲစဉ်မှာကျွန်တော်တို့အမှတ်တီကြပြောက်ခဲ့ရင်ပဲလေစီးဖိုင်နဲ့တက်သွားပြီဆိုရင်ဒါတွေအလုံးအောင်ဘာမှမဟုတ်တော့မြူးမုံပဲ ဘာမှအရေးမပါတော့ဘူး။ချန်ပီယံလိမှာစီမီဖိုင်နယ်တက်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ရှေ့မှာပရီးမီးယားလိမှာဖြစ်ချင်တိုင်းဖြစ်ခဲ့တာဒီအလုံးကခွင့်လွတ်ပေးလို့ရတယ်။အဲဆိုတော့ကျွန်တော်တို့ဒီလိုမျိုးအကောင်းတကအကောင်းဆုံးလူစင်းကိုပွဲထုတ်လာပြီးတော့အသေးရဲ့ game plan ကိုအိုက်တာကလည်းတေးချပြင်ဆင်သွားဖို့ရှိရဲ။ဒီနေ့မှာလေလိုင်းကပြောစကားနဲ့ပတ်သက်ပြီးအိုက်တာကိုအင်တာဗျူးတဲ့ခါမှာကျွန်တော်ကိုင်းထဲမှာပဲစကားပြောကြမယ်ဆိုပြီးတော့သူကပြန်ပြောသွားရှိရဲ။ဟောလေဆိုလိုချင်တာကဘောလုံးကန်ရင်လည်းပဲငါတို့စကားပြောကြတာပေါ့။ အပြင်မှာဒီတိုင်းပြောတာတွေကဘောင်မွင်းဆိုတဲ့သဘောမျိုးနဲ့မီဒီယာထက်ကနေတုံ့ပြန်လိုက်တာတွေ့ပါတယ်အဲ့တော့ရီးယားကလည်းဘင်းဒီရှက်ဂျူနီယာနဲ့အမ်ပါပေအထောင်မဲ့သူတို့တွဲလာမှာဘယ်ဘက်ချက်မှဆိုဘယ်လင်ဂန်ညာဘက်ချက်မှရိုဒရီကိုကိုယ်လည်းအထိုင်ကတော့ကာမာပင်ကာမိုဒရစ်ချက်ဆိုင်ကျွန်တော်ထင်တာတော့ချူအာမနီနဲ့စီဘယ်လောအထိုင်ကိုတုံးလာမယ်ထင်တယ်ပြောမှန်းသာပြောတာအာကြီးပထမအကြော့တွေးခဲ့တဲ့ဒီကာမာပင်ကာနဲ့မိုဒရစ်အတွဲထက်ဆိုင်စီဘယ်လောနဲ့ချူအာမနီအတွဲကပိုပြီး strong ဖြစ်တယ်ပြောလို့ရတယ်ဒါပေမဲ့ကိုဒီက ဘလို့ game plan နဲ့သွားမလဲဆိုတာပဲပို့ပြီးအရေးကြီးတယ်ကျန်တာတော့အရေးမပါဘူးဗောလေနောက်ပြီးခန်းစစ်လျောက်တာမှာဆိုတော့အလာဘာကိုသုံးလာမယ်ဒီရူဒီကာနဲ့အဆန်စီကိုအတွဲပဲသူတို့ပြန်ပြီးသုံးလာအောင်များတယ်ညာဘက်ချမ်းကဘယ်ပါဒီဒါမှမဟုတ်အခြားကစားသမားကြီးသုံးမယ်ဗောလေတခုရှိရတော့အလာဘာကိုသုံးလာမယ်ဆိုတော့စာကာရဲ့မြန်နှုံးမြင့်ကိုအလာဘာထိန်းချုပ်ဖို့ပို့ပြီးခက်ခဲနေဦးမှာပဲဒါတော့မှစာကာကခေါင်နာအတက်သွားမှာနော်အဲ့လိုပုံစံမျိုးသူတို့ကတော့ position အတိုင်းပြီးဆော့မယ်ကြားတယ်အဲ့ဒါက Arsenal အတွက်ဆိုရင်တော့ coach transition ပို့ပြီးပြင်ရကျွန်တော်ကြောက်တာကဘာလဲဆိုတော့ Real Madrid ကို high line defend Arsenal သွားပြီးတင်တိုက်မှာပဲကြောက်တာ Real ရဲ့ကစားသမားတွေအရင်မြန်နှုံးမြင့်နေ Bellingham ရဲ့ပြေးလင်းကြောင်းတွေချပေးတာတွေ Mbappe ရဲ့ပြေးထွက်မှုတွေအဲ့ဒါတွေက high line defend တင်တိုက်တဲ့အသင်းတွေအများဆုံးရင်ဆိုင်ရတယ်အကယ်၍သာ Arsenal က defend ကိုလုံလုံလေးနဲ့ position ကျဲကျဲလေးတည်ပြီးဆော့မယ်ဆိုလို့ရှိရင်ပြေးလင်းကြောင်းနေသွားတာဖြစ်တဲ့အတွက်အဲ့တိုက်စစ်ကစားသမားတွေကို man marking ကပ်ပြီးသားဖြစ်သွားမယ်ပေါ့လေ နောက်ဆုံးသူတို့အလာဘတ်အသင်းနဲ့ပွဲစဉ်မှာကန်ခဲ့တာကတော့ဘယ်သူတွေကိုနားပြီးခဲ့ဆိုတော့ Dandy Sevelock, Brian Diaz, Bellingham, Vinicius Junior ဒီကစားသမားတွေကိုမိနစ်60ကျော်တော့မှထည့်ပြီးသုံးသွားတာတွေ့ရတယ်။နောက်ပြီးတော့အရန်မာဆိုလို့ရှိရင်လည်းလူကာမိုဒရစ်ကိုထားခဲ့တယ်။နောက်ပြီးအန်ဒရစ်တို့လိုဒေးဗစ်အလာဘာတို့လိုကစားသမားမျိုးတွေအနားပြီးခဲ့တာတွေ့ရတယ်။ရီယေကတော့ဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ရအောင်ကြော်ဖြတ်မယ်ဆိုတဲ့အတန်တွေကိုတွေ့ရတယ်။ဒါပေမဲ့သူတို့ကလည်းသူတို့အလုပ်သူတို့လုပ်ကိုရီးယားကလည်းကိုရီးယားလုပ်ကိုရီး ကိုရီလက်ထက်မှာကသုံးကိုပြက်ဆိုတဲ့ရာလက်တစ်ခုရှိထားဖြစ်တဲ့အတွက်အထက်စီးကနေပဲဆော့ရမှာဘာအကြောင်းနဲ့မှစိုးရိမ်နေတာအကြောင်းမရှိဘူးပလေယာတွေအားလုံးကလည်းဒီပွဲနဲ့ပတ်သက်ပြီးအေးဆေးကင်လွတ်သွားဖို့အတွက်ရီမန်းချက်ပြေဝါထားတယ်နောက်ဆုံးဘယ်ပလေယာဝေးအင်တာဗျူး အင်္ဂလန်မှာအားပြီးတဲ့ပုံစံနဲ့စပိန်မှာအားပြီးတဲ့ပုံစံကအရင်ကွာခြားနေရမှုတဲ့အတွက်ကျွန်တော်တို့ဘာဖြီအားမှမရှိပါဘူးဆိုပြီးပါတီးကိုယ်နိုင်ငံလည်းအဲ့လိုဖြေတာဖြစ်တဲ့အတွက်ဒီပွဲစဉ်ကအရင်ကြည့်ကောင်းနေတော့ပါပါအဲ့တော့ဒီပွဲစဉ်ဒီ real အတွက်ဆိုရင်မိနစ်တိုင်းကအသက်တမျှအရေးပါသလိုအာဆင်နယ်အသင်းအတွက်ဆိုလည်းမိနစ်တီကုံဆုံးသွားတိုင်းကုံဆုံးသွားတိုင်းမှာ scene final ကိုလှမ်းမြင်နေရမယ့်အရေးရောက်နေတွေ့မြင်နေရပါတယ်အဆုံးထိကြည့်ပြတဲ့လဲ အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာဒီစီစဉ်လေးကိုဒီကောက်ကြီးပေါင်းပြီးတဲ့ရှူပေါ်လုံး online agent ကိုလည်းကျေးဇူးတင်ပါတယ်အမှဆော့မယ်ဆိုတော့ဘာပဲဖုန်းနံပါတ်ညောင်း6176 3936တက်ပြီးတော့ဝန်ဆောင်မှုအပြည့်ဝရောက်လာဖြစ်လို့ဝေပုံငွေချာရှိမှဘောလုံးပွဲတွေကိုလောင်းမဘောလုံးပွဲတွေလုံးဝမလုံးတဲ့ဆိုတော့ YouTube မှာကိုထုတ်ပေါ်ရှုပ်ရက်ချပြီးကျွန်တော်အားပြုလို့ရပါတယ် iPad 9ကို Sport 89 9သုံးလုံးမိတူကိုကစားလို့ရနေပါပြီခင်ဗျာ